မင်္ဂလာပါ The Great Godzilla ထဲမှာပြန်လည်ကြိုဆိုလိုက်ပါတယ်အခုကြည့်ပေးမယ် Pick up by Reading လေးကတော့ Crush နဲ့အစင်တက်နိုင်လားဆိုတာကိုကြည့်ပေးမှာဖြစ်ပါတယ်အဲ့တော့ပေးထားတဲ့ပုံလေးတော့မဟုတ်လည်းကနှစ်တက်ပုံလေးတစ်ပုံကိုရွေးချယ်တာပါ ကဲပါဒါဆိုရင်ဖိုင်ယူလို့ပြီးတော့ပြီးထင်ပါတယ်အဲ့တော့ Facebook ကနေထဲရောမင်းများလို့ပါက Facebook ရဲ့ search bar မှာ The Great Godzilla Terror လို့ရိုက်ရှာလိုက်လို့ရှိရင် page ကိုအလွယ်တကူရှာတွေ့နိုင်မှာဖြစ်ပါတယ် page messenger ကနေလည်းလာအောင်မင်းများလို့ရတယ်လို့ video တိုင်းမှာ Viber Telegram WhatsApp ဖုန်းနံပါတ်တွေလည်းထည့်ပေးတတ်ပါတယ် YouTube ကလည်း retaining ကိုပုံမှန်ကြည့်ရှုကြနေဆိုရင် YouTube channel လေးကို subscribe လုပ်ထားဖို့မမေ့ပါနဲ့နော် YouTube video တိုင်းအောက်မှာလည်း Facebook page link ကို Viber Telegram WhatsApp ဖုန်းနံပါတ်ရောထည့်ပေးထားပါတယ် ဒါဆိုရင်ဒီပုံလေးကိုရေးထားတဲ့ဖိုင်ဝါလေးတွေครัชเนี่ยสินตันไหนล่ะ 9 hours အဲ့တော့ isoc ကဖိုင်ဝန်းလေးတွေอ่ะပေါ့เนาะ crash နဲ့အဆင်တက်နိုင်ဖို့အတွက်အခြေအနေလာလာတော့ရံမကောင်းဘူးเนาะအဲ့လိုမျိုးလေးတွေ့ရတယ်ခြေနေလာလာတော့ရံမကောင်းဘူး 不要压力了，你，你压力持久。 ဖိုင်ဝမ်းလေးတွေအနေနဲ့ပေါ့နော် crush နဲ့အဆင့်တက်ဖို့အတွက်အချိန်လေးအလားလာတော့အရင်မကောင်းအရင်မကောင်းဆိုတာလေဘလို့ကြောင့်မကောင်းတာလဲဆိုတော့ဖိုင်ဝမ်းနေတဲ့ crush နဲ့ချာမာလေးအတားအဆီးတွေကတော်တော်လေးများတယ်ဒီလားဆိုလိုတာကဖိုင်ဝမ်းနေသည်ဖိုင်ဝမ်းနေရဲ့ crush ကပေါ့နော်ဖိုင်ဝမ်းလေးတွေပေါ်မှာစိတ်ဝင်စားမှုရှိကောင်းရှိမည်ဒီလားတော့ဖိုင်ဝမ်းလေးတွေအနေနဲ့လဲ crush ပေါ်မှာပေါ့နော်တော်တော်လေး ်ချစ်ချင်းမြတ်တာတန်ဝစဉ်ကြီးမားတယ်ကြီးမားမယ်ဒါပေမဲ့လို့ခတ်နေတဲ့တစ်ချက်ကပါလဲဆိုလို့ရှိရင်အာဘာဖြစ်လို့များလဲပေါ့နော်တော်တော်စဉ်းစားစရာပဲဟိုဂျာကလူတွေပေါ့အမဂျာလူတွေကဘာဖြစ်လို့များပေါ့နော်ဖိုင်ဝမ်လေးတွေနဲ့ crush နဲ့ဂျာမှာပေါ့နောက်ဆက်အနေနဲ့ပေါ့နော်သူတို့ကရှိနေတာလေတကယ်ဆိုလို့ရှိရင် သူတို့ဘာရဲ့ပေါ့နော်ချစ်ချင်းကို ဒါလိုက်ပြီးတော့မနှောက်ယှက်တင်မှုဒါပေမဲ့သူတို့ကအဲ့လိုမဟုတ်ဘူးဖိုင်ဝမ်နေကိုပေါ့နော်အမြဲတမ်းစောင့်ကြည့်နေတယ်ကြားလို့နေနော် crush ကိုပြောတာမဟုတ်အဲ့တော့ဖိုင်ဝမ်နေကိုအမြဲတမ်းစောင့်ကြည့်နေတယ်စောင့်ကြည့်နေပြီးတော့ဖိုင်ဝမ်နေစီကနေပြီးတော့ဘယ်လိုပြောမလဲဆိုတော့မကောင်းတဲ့ information တွေကိုပေါ့နော်မကောင်းတဲ့ information တွေကို crush ကိုပို့တယ်ပေါ့သိလားအဲ့လိုပုံစံမျိုးဖြစ်နေတာနော် ဲ့တော့ဖိုင်ဝမ်းနေရာနည်းနည်းတော့တလားဖို့ကောင်းတယ်ဘာဖြစ်လို့လဲဆိုရင် crush နဲ့ကိုနဲ့ကြာပါဘူးအနောက်ထက်ဒါစီတွေကအရန်များတယ်နော်ဒါကြောင့်မလို့ crush တီးပေါ့နော်ကိုကိုအမြင်မကြည့်တာမျိုးရှိမယ်စိတ်မကြည့်တာမျိုးရှိမယ်အဲကိုကလောရင်ပေါ့နော်ကိုကိုမရွေးချယ်ပဲနဲ့ အဲသူ relationship တစ်ခုတည်ဖို့အတွက်ပေါ့နော်ကိုကလွန်ရင်တခြားလူကိုရွေးချယ်မယ်တခြားလူနဲ့ပဲဘဝကိုရှေ့ဆက်သွားမယ်ဆိုတော့ခံချက်မျိုးတွေလောက်တတ်တယ်နော်သူ့ဘက်ကနေပြီးတော့ဒါဒီမှာဝေးกว่าခြင်းနမိတ်ဝေးกว่าခြင်းနမိတ်ဆိုတော့အဲ့လိုအဲ့လိုဖြစ်နေရပါဘောနော်ပြောမယ်ဆိုလို့ရှင်သူ့ဘက်ကအနောက်ရှက်များတာပေါ့သူ့ဘက်ကအနောက်ရှက်များတယ်ဆိုတာက तू နဲ့ကိုကိုမနီးဆက်စေချင်တာ ဲ့လိုပုံစံသူ့ဘက်ကအနောက်ရှက်များတဲ့ဆိုတာကအဲပြောမယ်ဆိုလို့ရှင် သူ့ကိုကိုယ့်စီကိုလာလို့မရအောင်ပေါ့နော်ဖန်နှီးခြင်းနဲ့ team ကနည်းနည်းကြီးနေတတ်တယ်ဒီလားအဲ့လိုအဖွဲ့အစည်းကနည်းနည်းကြီးနေအဲ့တော့သူ့ဘက်ချမ်းမှာအဲကိုနဲ့အစ်စ်မပြေစေခြင်းနဲ့သူတွေကအယမ်းများတယ်အဲ့တော့ဒီအနောက်ရှက်တွေကို ဖန်ဝဲလေးတွေကကြော်လွားနိုင်မှုစားမလွယ်ဘူးလူဆိုတာဘာလို့လဲဆိုတော့လူတွေက လောဘဒေါသမောဟတွေနဲ့အော်ပါပဲပြောဖွဲ့စည်းထားတာလीနော်ကိုယ်နဲ့ပတ်သက်ပြီးတော့မကောင်းသောအချက်မကောင်းသောတရားတွေကိုပြောဆိုလာပြီလို့သိတဲ့အခါကျလို့ရှင်စိတ်ကစိတ်ဆိုးမိမှာပဲဒေါသဖြစ်မိပါပဲ เนาะအဲ့လိုပုံစံမျိုးရှိတယ်အဲ့တော့အဲ့ဒီအစင်မပြေချင်စစ်မပြေစေချင်တဲ့သူတွေရဲ့စကားတွေကို crush ကနားယောင်နေနားယောင်ပြီးတော့ဘာလုပ်လဲဆိုဖိုင်တူတွေအပေါ်မှာလှက်မကြည့်တာတို့ပေါ့နော်တစ်ဖက်သက်အနိုင်ယူတာတို့အဲ့လိုမျိုးတွေနဲ့ဖိုင်နူးတွေကိုဖိုင်နူးတွေဖိုင်ဝမ်းလေးတွေနဲ့ပေါ့နော်ဝေးကွာမဲ့လမ်းချောင်းကိုရွေးချက်တတ်တယ်ဆိုတာမျိုးတွေ့ရတယ် ဖိုင်ဝမ်နေအနေနဲ့တော်တော်လေးတော့သနာဖို့ကောင်းတယ်ဘာဖြစ်လို့လဲဆိုဖိုင်ဝမ်နေက crash ကိုတော်တော်လေးတောင်းနေရှိရဆိုတဲ့ပုံစံမျိုးတွေ့ရတယ်နော်တော်တော်နဲ့တော့လက်လွတ်နိုင်မဲ့ပုံစံမျိုးမရှိသေးလားတော်တော်နဲ့လက်လွတ်နိုင်မဲ့ပုံစံမျိုးမရှိဘူးဥမာပေါ့နော်အခုလိုဘေးဒီနေပါတွေကမဖြစ်နိုင်ပါဘူးစိတ်လျှော့လိုက်ပါလို့ပြောလို့ရှင်တော့ဖိုင်ဝမ်နေကဒီခဏရှင်ကိုလက်လွတ်ဖို့ဆိုတာမဖြစ်နိုင်တဲ့အနေအထားမျိုးပေါ့နော်တော်တော်ကြကြကြီးထိလဲဒီခဏရှင်ကို ဒီလူကိုပေါ့နော်ဖမ်းဆုပ်ထားအောင်မဲ့ပုံစံမျိုးပေါ့နော်လက်ထဲမှာထားအောင်မဲ့ပုံစံမျိုးမြင်ရတယ်ဒါပေမဲ့တစ်ဖက်လူတီဖိုင်ဝမ်းနေပေါ်မှာစိတ်မကြည်တာတို့ကတော့အဲ့လိုမျိုးရှိရပေါ့နော် crush ကလေဒါကြောင့်မလို့အဲဒီတနည်းပြီးွားတဲ့အခါကျလို့ရှိရင်တော့ဒီ connection ကိုပြန်ပြီးတော့စစ်ဆေးကြည့်နော်ဒီတနည်းအတွင်းမှာတော့တိတ်ပြီးတော့အနည်းဆုံး6လပါပေါ့နော်6လနဲ့8လအတွင်းမှာတော့ crush နဲ့ကြည်လည်မှုရဖို့ကတိတ်ပြီးတော့မတည်ချဘူးတည်လား crush ဘက်ကနေကိုယ့်ကိုပေါ့နော်စိတ်ကြည်ကြည်လင်လင်နဲ့အာပြန်လည်ပြီးတော့ကောင်းမွန်လာဖို့အတွက်ကတိတ်ပြီးတော့ပေါ့နော်အာကောင်းမွန်တဲ့အခွင့်အရေးတွေသူ့ဘက်ကနေကိုယ့်စီကိုရှေ့တိုးလာဖို့အတွက်ကတိတ်ပြီးတော့မတည်ချဘူးပေါ့နော်အဲ့လိုပုံစံမျိုးလေးတွေရှိတယ်ဆိုရက်ခါကျတော့အေးပေါ့ဒီအ ਨੇ ဆုံးပေါ့နော်6လ7လလောက်ထိတော့ crash နဲ့ကအဆင်မပြေနိုင်သေးဘူးဆိုတဲ့ပုံစံမျိုးတွေ့ရတယ်အဲ့ရာဒီ radio မှာ phi 1တွေကိုပို့ပြီးတော့တနာတာပါเนาะအကယ်၍ crash ကိုလာကြည့်ရဆိုလို့ရှင်အဲ့လိုပေါ့เนาะအနောက်ရှက်တွေအများများနေတဲ့ပုံစံမျိုးပေါ့လူတွေကလည်းတကယ်မလွယ်ဘူးเนาะကိုယ်ပါလာကိုမနေဘူး ဲ့တော့ဒီပုံလေးကိုရေးထားတယ်ဖန်တူးလေးတွေဖန်တူးလေးတွေ crush နဲ့အစင်တန်နိုင်လား crush နဲ့အစင်တန်နိုင်လား crash နဲ့ asynchronous လာအဲ့တော့ fine tool လေးတွေအနေနဲ့ကတော့ crash နဲ့အဆင့်တက်နိုင်တယ်နော်ညှော်လင့်ချက်ရှိရလို့ပြောလို့ရတယ်ဘာလို့လဲဆိုတော့ crash တီးနော် fine tool လေးတွေက crash တီးပေါ့နော် ဘယ်လိုပြောမလဲဟိုအပြင်းမှာပေါ့နော်မြန်မာဆိုရတခုလို့ပေါ့ဒေါသနဲ့ထွက်သွားတဲ့လူကပြန်လာတယ်အပြုံးနဲ့ထွက်သွားတဲ့လူကပြန်မလာဘူးဆိုတော့ဆိုစကားနဲ့နည်းနည်းဆင်းတယ်ဒီလားဘာလို့ဆိုဖိုင်တူးလေးတွေရဲ့ crush ကအာဖိုင်တူးလေးတွေနဲ့ပေါ့နော် on off အခြေအနေမျိုးဖြစ်ရင်ဖြစ်တတ်တယ်ဒီလား on off အခြေအနေမျိုးဆိုတာရှေ့တူလိုက်နာဆုတ်လိုက်ပုံစံမျိုးပေါ့နော်ဒီလိုကာလတစ်ခုကိုဖန်တူးလေးတွေဖြတ်တန်းရင်ဖြတ်တန်းခဲ့လိမ့်မယ်သူနဲ့အဆင်ပြေမယ်လို့ထင်ပြီးတော့မှတစ်ခါပြန်ပြီးတော့ပေါ့နော်တယောက်နဲ့တယောက်ညင်ညင်နိုင်လောက်ရတာအဆင်မပြေဘူးနောက်ကိုပြန်ရောက်သွားလိုက်ပေါ့နော်အဲ့လိုတန်းတရားလည်းနေတဲ့အခြေအနေတွေတစ်ဖက်လူကပေါ့နော်ဖန်တူးတွေပေါ့မှာစဉ်းစားရတယ်လားလေးလေးနက်နက်လေးလေးနက်နက်စဉ်းစားရတယ်သူသည်ဟိုနော်လေးလေးနက်နက်စဉ်းစားရဆိုတော့သူရဲ့မူလဗီဇစရိုက်ကလေးလေးနက်နက်ရှိလို့လို့ ဆိုတဲ့သဘောမျိုးမဟုတ်မဟုတ်ဘူးအမှအာဖိုင်သူကပေါ့နော်အဲ့လိုမျိုးပြပြရွှင်ရွှင်ပေါ့ပေါ့ပပနေတတ်တဲ့သူမျိုးဖြစ်တယ်ဆိုလို့ရှိရင်တော့လေဘလောက်ပဲအပျော်ပါမှတ်တဲ့သူမျိုးဖြစ်တယ်ဆိုလို့ရှိရင်တော့ဖိုင်သူတွေနဲ့ပတ်သက်တဲ့ case မှာပေါ့နော်သူရဲ့စဉ်းစားမှုကနည်းနည်းလေးနက်တယ်ဒီလားအဲ့လိုပုံစံမျိုးဆိုလိုတာဒါကြောင့်မလို့ဖိုင်နူးတွေနဲ့သူနဲ့တီးပေါ့နော်အာလူချင်းမဲဝေးกว่าသားတီးဖြစ်စီပေါ့နော်အဲ့လိုမျိုး on off ပေါ့နော်အာ အခြေအနေမျိုးကိုရင်ဆိုင်နေရသည်ဖြစ်စေအချိန်တန်လို့ရှိရင်အပြန်ပြန်ရောက်လာတယ်ပေါ့နော်အဲ့လိုပုံစံမျိုးရှိလိမ့်မယ်ဒီလားဟောထွက်သွားတယ်ပေါ့နော်ထွက်သွားမယ်နော်ငါထွက်သွားမယ်နော်ဘလော့လိုက်မယ်နော်စသဖြင့်အဲ့လိုမျိုးတွေပေါ့နော်ပြောမယ်ဆိုလို့တချို့သောစုံတွဲတွေရန်ပစ်တယ်လို့ဘလော့လိုက်မှာနော်ဘာဖြစ်တယ်ညာဖြစ်တယ်လို့ပြောပြီးတော့တကယ်ကြတော့အပြီးမထွက်သွားဘူးဒီလားသူဒီကိုနဲ့ပေါ့နော်ပြဿနာတွေရှိတယ်ကရာကစားဖြစ်တဲ့ ဇကလုံးတွေကိုယ့်ကိုပေါ့နော်စိတ်ဆိုးတယ်စိတ်ခုတယ်အဲ့လိုမျိုးတွေရှိရင်တော့မှသူ့ရဲ့ရှင်ထဲမှာပေါ့နော်ပြောမယ်ဆိုအကြာကြီးမသိမ့်ထားဘူးပေါ့ဒီလားအကြာကြီးမသိမ့်ထားဘူးခဏလေးနဲ့ပေါ့နော်အဲ့ဒီကိစ္စတော့ကအာစိတ်ထဲမှာရှိတဲ့အဖုထက်ကလေချက်ချင်းပေါ့နော်အဲ့လိုပြေလဲသွားတယ်ဒီလားအဲ့လိုပုံစံမျိုးဒါကြောင့်မလို့မဖြစ်မနေပေါ့နော်အဲ့လိုရန်နေဖြစ်ကြပြီးစိတ်တွေဆိုးကြပြီးဆိုလို့ရှိရင်တော့မှသူသည် အဲကိုယ့်ရဲ့ life ထဲကိုပေါ့နော်ပြောင်းဝင်လာတတ်တယ်ဆိုတဲ့ပုံစံမျိုးတွေ့ရတယ်နော်အဲ့တော့ဖိုင်နူးလေးတွေဒီပေါ့နော် crush နဲ့ပတ်သက်တဲ့ဆက်ဆက်အီမှာဒီလိုမျိုးလေးတစ်ခုစိတ်ထားနိုင်လို့ရှိရင်လေမြင်မြန်အဆင့်တက်လိမ့်မယ်ဒီလိုမျိုးလေးတစ်ခုစိတ်ထားနိုင်ရင်ဆိုတော့ဘယ်လိုမျိုးလဲဆိုတော့ဟိုမှာသူနဲ့ပတ်သက်တဲ့ပေါ့နော်သူနဲ့အဲ့လိုမျိုးပြောဆိုဆက်ဆံရမှာပေါ့နော်အကယ်၍သူ့အနေနဲ့ကို့အပေါ်မှာဆက်ဆံမှုတချို့မှာပေါ့နော်လှုပ်ခနဲ့ပေါ့အဲ့လိုမျိုးပြောလိုက်တာတွေပါတယ် ရှိရဆိုလို့ရှိရင်အဲ့ဒီအရာတွေနဲ့ပတ်သက်ပြီးတော့အကူဘကပေါ့နော်အရင်ကြီးအတိအမှတ်မထားဘူးဆိုလို့ရှိရင်လေအဆင့်တက်ဖို့ပို့ပြီးတော့မြန်လိမ့်မယ်နော်ဒီ crush နဲ့အခုဆိုလို့ရှိရင်9လနေ10လအတွင်းပေါ့နော်အဲ့လိုအဆင့်တက်နေမယ်တနည်းအတွင်းလို့ပြောလို့ရှိရင်အမှန်ဆုံးပေါ့နော်တော့ရတချို့ဆိုလို့ရှိရင်အခု အခုကိုပေါ့နော်ဒါအစင်တက်ဖို့အတွက်ရည်ရွယ်နေတာမျိုးပေါ့နော်ကြံ့ရနေရမျိုးဂျပန်တွင်းလည်းဖြစ်နိုင်တယ်ဆိုတာမျိုးတွေ့ရတယ်ဒီလားဘာလို့လဲဆိုတော့ reader ပြောချင်တဲ့သဘောတရားကအဲ့လိုမျိုးနော်အာ crush ကအကယ်၍ပေါ့နော် तू ကိုနဲ့ကိုကိုနဲ့ဆက်ဆံရမှာပေါ့နော်ဘက်ကနေဘက်ကနေပြောလိုက်မိရယ်ဆိုလို့ရှိရင်တော့ तू အနေနဲ့အဲ့ဟာတွေကိုမှတ်သားထားတာမျိုးပေါ့နော်တေးမှတ်ထားတာမျိုးအရင်မရှိဘူးဒီလားဟိုဟိုကလည်းမတူဘူးခုနကဖိုင်ဝမ်းအနေကြီးလည်းမတူဘူး ဖိုင်ဝမ်းနဲ့ကြည်စွာဖိုင်ဝမ်းရဲ့လူကအအကယ်ကိုကိုကိုပေါ့နော်အဲ့လိုနည်းနည်းမှားသွားတယ်ဆိုလို့ရှိရင်ဖိုင်ဝမ်းအနေကြီးကြတော့မှတ်ထားမယ်ကိုပြန်မိကလေးစားချိန်မယ်အဲ့လိုမျိုးတွေရှိရယ်ဒါပေမဲ့ဖိုင်ထူးကြတော့အဲ့လိုမျိုးမရှိဘူး เนาะဖိုင်သူကကြတော့အဲ့လိုမျိုးတွေကတိတ်ပြီးတော့အတိမတ်မရှိဘူးဒါကြောင့်မလို့เนาะနှစ်ယောက်ချားမှာဘလို့အဖူးတစ်တွေပဲရှိရှိပေါ့เนาะတိတ်မချခင်မှာသူ re renew ပြင်ပြန်ဖြစ်သွားတယ်ပြန်ဆမယ်ပေါ့เนาะအစ်ကလည်းပြန်ဆမယ်ပြန်ဆမယ်အဲ့လိုပုံစံမျိုးလေးပေါ့เนาะအာအစ်တစ်ပြန်ဖြစ်သွားတယ်လူနှစ်ယောက်ရဲ့ဆက်ဆံရေးရလေခုနကပေါ့เนาะရှေ့တနာကြီးမှာတော့တယောက်နဲ့တယောက်အဲ့လိုမျိုးမကြည့်လဲခဲ့တာရှိရဆိုရင်လည်းဘာမှမရှိတော့သူ့ရဲ့စိတ်ထဲမှာအဲ့လိုပုံစံမျိုးလေးတွေ့ရတယ်အဲ့တော့ပိုင်သူရဲ့ crush ကတော့ နည်းနည်းတော့ကောင်းတယ်ဘာလို့ဆိုသူဒီအပဇာကတော့ပွားစီပွားစီလုပ်ရင်လုပ်နိုင်မယ်ဒါပေမဲ့လို့သူဒီဘဝတွေကနေအပီးထွက်သွားဖို့တော့စိတ်ထဲမှာတိတ်ပြီးတော့မတွေးထားဘူးเนาะထွက်သွားတယ်ဆိုလို့ရှိရင်တော့မှပဲငါဘလော့လိုက်မှာတော့ဘလော့လိုက်မှာတော့ဆိုဘလော့ပြီးသွားလို့ရှိရင်လည်းသူ့ဟာသူပဲပြန်လာတတ်တဲ့ပုံစံမျိုးတွေမှာတော့ရှိတယ်เนาะအဲ့တော့အဲ့ဒါဒါကတော့ဖိုင်တူးလေးတွေအတွက် ကန်ကောင်းခြင်းတစ်မျိုးပေါ့နော်အဲ့တော့ဖိုင်နူးလေးတွေက crush နဲ့ဆက်ဆံရင်မပြောရမယ်ဆိုရင်ကိုဘက်ကလည်းပေါ့နော်အရန်ကြီးအတေးမှမထားဘူးဆိုလို့ရှိရင်တော့အစင်တက်တာပို့ပြီးတော့မြန်လိမ့်မယ်ဆိုတဲ့ပုံစံမျိုးတွေ့ထားပါတယ်ဒါဆိုရင်ဒီပုံလေးကိုရေးထားတယ်ဖိုင်3ဖိုင်တရီလေးတွေ pine three liter uh, crush net needs a portion crush net needs a portion Uh, center portion, sorry, nine or so. မှန်ပါနေတယ်အဲ့တော့ဖိုင်တူးတွေရဲ့ crush ကပေါ့နော် ဖိုင်တူးတွေနဲ့အဆင့်တက်ချင်လားဆိုတော့သူရဲ့စိတ်ခံစားချက်အဆင့်မှောင်ပြောရင်တော့အဆင့်တက်ချင်စိတ်ရှိတယ်ဒီလားဒါပေမဲ့လို့ဖိုင်တူးတွေသူ့ကိုကြည့်ကြည့်လိုက်ဒီလားဖိုင်တူးတွေသူ့ကိုကြည့်ကြည့်လိုက်ဒီ connection မှာပေါ့နော်ဖိုင်တူးတွေက main ကလေးဖြစ်စီရောင်ကြလေးဖြစ်စီမကောင်းတဲ့အချက်တစ်ချက်ကပါလဲဆိုလို့ရှင်ကိုဘက်ကနေစပြီးတော့လှုပ်ရှားမှမဆိုင်ရမယ်ဆိုတဲ့အခြေအနေမျိုးပေါ့နော်လှုပ်ရှားမှအဆင်ပြေမယ်ဆိုတဲ့ပုံစံမျိုးရှိတယ်တစ်ဖက်လူတီးပေါ့နော် ဘယ်လိုလဲဆိုတော့ကိုဘခလှောက်ရှာလို့ရှိရင်တော့သူကအရှိန်အဟုန်ပြင်းပြင်းနဲ့ကိုစီကိုတိုးဝင်လာမဲ့ပုံစံမျိုးရှိတယ်နော်အဲ့လိုမှမဟုတ်လို့ရှိရင်သူဒီပေါ့နော်ကိုနဲ့တခြားတယောက်နဲ့ဖြစ်ဖြစ်ပေါ့နော်နှစ်ယောက်ချိန်ပြီးတော့အဲ့ဒီမှာအာဒူးရဖြစ်နေပြီးတော့ပေါ့နော်ဟိုလိုလိုဒီလိုလိုနဲ့ပေါ့နော်ကိုနဲ့ဆိုလို့ရှိရင်တော့ flit flitting stage ပေါ့နော် flit နေတဲ့အဆင့်မှာတယ်တလန်တလန်ဖြစ်နေတဲ့ပုံစံမျိုးနဲ့တော်တော်လေးကြာသွားလိမ့်မယ်ဆိုတဲ့အနေအထားမျိုးတွေ့ရတယ်။အဲ့တော့ အာဖိုင်တူးတွေကတော့တခုတော့ပေါ့နော်အာတတိထားမှာပါလဲဆိုလို့ရှိရင်ဖိုင်တူးဖိုင်3တွေကပေါ့နော်ဒါ main ကလေးဖြစ်တယ်ဆိုလို့ရှိရင်လည်းအာရှေ့တိုးတယ်ဆိုတဲ့ကိစ္စမှာနည်းနည်းပေါ့နော်ဂုံသိက္ခာမကြအောင်လို့ပေါ့နော်အာပညာရည်နည်းနည်းပြည့်ဝတယ်ဒီအချီချီကစကားပြောရဲ့စကားပြောတဲ့နှုတ်မှုရည်ရမှာပေါ့နော်အဲပညာရည်ပြည့်ဝတဲ့ပုံစံမျိုးနဲ့ရှေ့တိုးတာပို့ပြီးတော့ကောင်းတယ်အကယ်၍ဖိုင်3တွေတာပေါ့နော်သူ့စီကိုရှေ့တိုးသွားမယ်ဆိုလို့ရှင်တော့ သူကတော့ဘာပဲဖြစ်ဖြစ်အော်ဝမ်းလာအားရနဲ့ကြိုးဆိုလိမ့်မယ်ဆိုတဲ့ပုံစံမျိုးတော့တွေ့ထားတယ်ဒါပေမဲ့သူရှိရနေစပြီးတော့ဗောနော်အဲ့ဒီအရှင်ယူတဲ့ကိစ္စမှာဗောနော်အရှင်ယူဖို့ကြာနည်းနည်းလေးခဲရင်နေတယ်ဆိုတဲ့ပုံစံမျိုးတွေ့ရတယ်ဒီလားဘာလို့ဆိုတော့သူကလေကိုနဲ့ဗောနော် connection မှာရှေ့ကိုရောက်ဖို့လို့ဘာလို့မှသူ့ဘက်ကနေ file လုပ်နေရတာရှိရလို့ဒီမှာတွေ့ရတာ သူဘာလို့ fight နေလဲဆိုတော့ဒါကတော့ fine theory တွေရေပေါ့နော် crash ကလည်းတယောက်နဲ့တယောက်မတူတဲ့အတွက်ကြောင့်မလို့ fight လုပ်ရတဲ့အခြေအနေချင်းလည်းတူချင်မှတူမယ်သိလားအဲ့လိုမျိုးတော့တွေ့ရတယ်သူဒီ fight လုပ်နေရတယ်လို့တော့တွေ့ရတယ်ဒါအကယ်၍ပေါ့နော်တချို့ဆိုလို့ရှိရင်အာကိုယ့်ရဲ့ဘဝအရေးနဲ့ပေါ့နော် fine theory တွေနဲ့ပေါ့တချို့ကကြတော့ကိုယ့်ရဲ့စီးပွားရေးနဲ့ fine theory တွေနဲ့မှာတချို့ကြတယ်လူနေရပေါ့နော် လူနှစ်ယောက်ချမ်းမှပြာများနေတယ်ဘလို့ရွေးချက်လို့ရွေးချက်မှမသိဘူးဆိုတော့အချိန်နည်းမျိုးကိုလည်းကြုံတွေ့နေရတတ်တယ်ဒါမဲ့လို့အဓိကတော့ find the read အပေါ်မှာတော့သူတို့ကသူကစိတ်ဝင်စားမှုတော့ရှိတယ်เนาะစိတ်ဝင်လာပြီးတော့ဥမာ find the read ရာ main ကလေးဖြစ်တယ်ရာကြားလေးဖြစ်တယ်ဆိုတော့အဲလှတယ်ချောတယ်ခန့်တယ်ပေါ့เนาะအဲ့လိုမျိုးခံစားချက်မျိုးတော့သူ့ဘက်ကနေပြီးတော့ခံစားတတ်တယ်ဆိုတော့ပုံစံမျိုးတော့တွေ့ထားတယ်ဒီလား find the read ကိုလေထားတဲ့အမြင်အားလေအဲ့လိုမျိုးလေးခံစားချက်လေးတော့ရှိတယ်ဒီလား နောက်နောက်ပြီးတော့ဟိုကောင်းတဲ့တစ်ချက်ကဒီခန္ဓာရှင်နဲ့ပတ်သက်ပြီးသူ့ဘက်ကနေပြီးတော့ဗောနော်အာလေးလေးနက်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 ရှိုင်းရှိုင်းအာတွေးတောခံစားမှုရှိတယ်တိလာအကယ်၍ phantomry နဲ့သူနဲ့ဗောနော်အဆင့်တစ်ခုကိုမရောက်သေးဘူးဆိုလို့ရှင်တော့သူဒီဗောနော်အဲအဲ့ဒီအရာပေါ်မှာပျော်ရွှင်နေရမျိုးမရှိဘူးတိလာပျော်ရွှင်နေရမျိုးမရှိဘူးစဉ်းစားနေတယ်စဉ်းစားရင်းနဲ့ဗောနော်နည်းနည်းစိတ်ညစ်တယ်ဆိုရဲခံစားချက်မျိုးတွေဟိုတောင်မှ phantomry တွေရဲ့တစ်ဖက်လူပါလေအဲ့လိုမျိုးခံစားနေတတ်တယ် တည်လားနောက်ဖန်သရီးတွေသူ့ကိုအထင်လွဲမှလည်းဆိုရင်ညပေါ့နော်အကယ်၍သူဒီလူနှစ်ယောက်ကိုပေါ့နော်ဖိုက်လုပ်နေရတယ်ဆိုရင် လူနှစ်ယောက်ကိုရှင်မရွေးချယ်နေရတယ်ဆိုလို့ရှိရင်သူ့ဘက်ကဆိုရင်တာတခုရှိတာပါလဲဆိုရင်အော်သူ့ကိုပေါ့နော်အော်တာကူးလို့အမျိုးသားမျိုးထင်ပါဦး။ तू ကစွရင်လေ။တာကူးလို့အမျိုးသားမျိုးဆိုတာကဘာကိုပြောတာလဲဆိုလို့ရှိရင်ဥမာဖိုင်သရီးတွေက အာဥမာငွေကြေးနဲ့ပဲဥမာပြောလိုက်မယ်เนาะတိတ်ပြီးတော့မပြည့်လဲဘူးဒါမဲ့နောက်တစ်ယောက်သူ fight လုပ်ပြီးတော့ရွေးချယ်နေတဲ့သူတစ်ယောက်ကလည်းပြည့်လဲတယ်ဆိုလို့ရှိရင်ဒီနှစ်ယောက်မှာเนาะအကယ်၍သူကပေါ့เนาะအဲ့လိုမျိုးငွေကြေးပို့ပြီးတော့ရှိတဲ့သူဦးစားပေးလိမ့်မယ်တော့ဘာတော့ပေါ့เนาะ find the three တွေဘက်ကနေပြီးတော့အယူဆလွဲမလေးတွေတွေးသွားမှအောင်လဲသူကလေစိုးရင်လည်းပူပန်နေကြောက်လန့်နေဆိုတာမျိုးတော့တွေ့ရတယ်ဒီလားဒါလည်းကောင်းတဲ့အချက်ပါပဲเนาะ အဲ့တော့အာပြောမယ်ဆိုရင် binary နဲ့ binary ကအဆင့်တန်းနိုင်ကြီးရှိရဲဒါပေမဲ့အဲ့ဒီအဆင့်တန်းနိုင်ကြီးကကြတော့အာ crash ရဲ့နော်လှုပ်ရှားမှုထက် action ထက်စာလို့ရှိရင် binary တွေရဲ့ action ကပိုပြီးတော့များနိုင်မယ်ဆိုတာမျိုးတွေ့ရတယ်ပေါ့နော်အကယ်၍ binary တွေရှေ့တိုးသွားလို့ရှိရင်တော့သူကတော့ဝမ်းသာအားနဲ့တကားဖွင့်ပြီးကြိုးဆုံနေမဲ့အထဲမှာတော့ပါတယ်လို့တွေ့ရတယ်ပေါ့နော်ဒါကြောင့်မလို့အကယ်၍ကိုကပေါ့နော်နှုတ်မှုရည်ရနဲ့ပတ်သက်ပြီးတော့ပညာရည်ပြည့်ဝတယ်ဆိုလို့ရှိရင်တော့ရှေ့တိုးသွားတာပိုပြီးတော့ကောင်းတယ် အမ်ဘာပဲပြပြပေါ့နော်ဟွာဖြစ်တာပေါ့အာအစီအမည်သွားလို့ရှင်တော့ကောင်းတယ်ပေါ့နော်အဲ့လိုပုံစံမျိုးလေးတွေ့ထားတယ်ဒါဆိုလို့ရှင်ဒါဖိုင်သုံးခုလွယ်အဖြစ်ကိုဖတ်ပြပြသွားပါပြီအားလုံးမဲ့စိတ်ချမ်းသာခြင်းကိုယ်ကျမ်းမှန်ခြင်းနဲ့ပြည့်စုံကြပါစေ next reading နေ့မှာပြန်လည်ဆုံလို့ကြမယ်နော် bye bye